ိတ်မြို့နယ်ထီဖိုးဆန်ရွာအနီးရှိစစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာစစ်သား၈ဦးထဲမှနေတည်ဆုံး။ပြင်းပြင်းနဲ့ကော့ဂရိတ်မြို့နယ်ထီဖိုးဆန်ရွာအနီးရှိစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်သား၈ဦးထဲမှနေတည်ဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိက ပြန်လည်ဆုတ်ခွာသွားကြောင်းပြင်းစစ်ရေးတရင်ရင်မြစ်ကပြောပါတယ်။အောက်တိုဘာ31ရက်ညပိုင်းကထီဖိုးဆန်ရွာဘက်သို့ဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာမှာတပ်မဟာတနယ်မြေတွင်းဖြစ်တယ်လို့သိရပါတယ်။အလောင်းကတော့ရှစ်လောင်းပဲတွေ့တယ်။တခြားထိခိုက်သူတွေလည်းရှိအောင်မယ်။တိုက်ပွဲကမင်းညကဖြစ်တာဒီမနေ့နယ်မြေတက်ရှင်ရင်နဲ့အလောင်းတွေတွေ့တာဖြစ်တာကတပ်မဟာတဘက်ချမ်းမှာရှိတဲ့နေရာမှာစစ်ကြောင်းက ရောက်ရှိပြီးတိုက်ပွဲဖြစ်တာပါ။ကျွန်တော်တို့ဘက်ကစစ်ကြောင်းတုံချောင်းပေါ်လို့ဆိုပါတဲ့ရင်မြစ်ကဆိုပါတယ်။အောက်တိုဘာ15ရက်နေ့မှာစ၍စစ်ကောင်စီတပ်က ကော့ကရစ်မြို့နယ်မြောက်ပိုင်းရှိကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်ရာညပတိုင်းရွာသားတဦးကိုခေါင်းဖြတ်မိရှုတက်ဖြတ်ပြီးပြည်သူလေးဦးကိုတက်ဖြတ်ခဲ့ကြောင်းအရက်သား20ဝန်းကျင်ကိုဖမ်းဆီးထားကြောင်းသိရပါတယ်ဖမ်းဆီးထားတဲ့ပြည်သူများကိုရိုက်နှက်စစ်ဆေးခြင်းလမ်းပြအဖြစ်အသုံးပြုခြင်းလူသားတိုင်းဖြစ်စစ်ကြောင်းရှေ့ဆုံးမှထွက်ခိုင်းကစစ်စင်ရေးပြုလုပ်နေခြင်းများရှိကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်ထို့ကြောင့်ကော့ကရစ်မြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားကအလောင်းများပုံအောနေကြောင်းစစ်ကြောင်းသည်အာရှလမ်းမကြီးပေါ်ရှိဒေါနာတောင်လမ်းဟောင်းနေရာသို့ပင်ရောက်ရှိနိုင်ရင်မရှိသေးကြောင်းသိရပါတယ်ရှင်